က်ပေါင်းသူတော်ကောင်းပေါင်းတို့မင်္ဂလာပါရှင်ရိုးရပေါ် channel ကနေဆီယမရှစ်တီကလူထွေးစွာကြိုဆိုလိုက်ပါတယ်တနှစ်တာရဲ့အဆုံးသက်ဒီဇင်ဘာလကို ရောက်ရှိလို့လာခဲ့ပါပြီရှင်ဒီနေ့ဆီယမတည်ဆက်ပေးမှာကတော့2025ဒီဇင်ဘာလတလလုံးအတွက်တနင်္ဂနွေဖွားတနင်္ဂနွေနေ့ဖွားမြင်သူများအတွက်အထူးဟော့စတန်ဖြစ်ပါတယ်ရှင်နေမင်းရဲ့စွမ်းအင်ကိုပိုင်းဆိုင်ထားတဲ့တနင်္ဂနွေပါတော့ဟာဒီဇင်ဘာလရဲ့အေဂျင်မှုက တင်တို့ရဲ့ပူပြင်းတဲ့စွမ်းအင်တွေကိုဘလို့ချိန်ညှိပြီးပြီးတော့ဘလို့အောင်မြင်မှုတွေအစ်တွေဖန်တီးပြီးမလဲဆိုတာမြမရိုးရာပီရင်ပညာနဲ့အနောက်တိုင်းရဲ့နက်ခက်ပီရင်တို့ကိုပေါင်းစပ်ပြီးပုံမှုနဲ့ဆိုင်စွာဖော်ထုတ်ပြီးမှာဖြစ်ပါတယ်။ဒီနေ့ကနေပါတော့ဒီလာထဲမှာတင်တို့အတွက်အဓိကတော့ချက်တစ်ခုကတော့လူမှုရေးကွန်ရက်ကိုချဲ့တွင်ခြင်းပါပဲ။နှစ်ကုန်ခီးစဉ်တွေနဲ့လူမှုရေးပွဲလမ်းတပင်တွေကနေတင့်ရဲ့အနာဂတ်အတွက်အရေးပါတဲ့မိတ်ဆွေကောင်းအခွင့်အလမ်းကောင်းတွေကို ဘလို့ဆွဲဆောင်မလဲဆိုတာဆက်လက်ပြီးတော့ကြည့်ရအောင်ပါရှင်။ဒနင်္ဂနွေဖွားတို့မွေးရပါစမ်းရည်ဖြစ်တဲ့ခေါင်းဆောင်နိုင်မှုဟာဒီဇင်ဘာလမှာ ပုံမထင်ရှားလာပါလိမ့်မယ်။မြမယူရာတုံးသက်ချစ်အရာဒီလဟာဒနင်္ဂနွေဂျုံမင်းအတွက်ကံအလွန်ကောင်းမွန်ပြီးတော့ရည်မှန်းချက်တွေပေါင်းပြောင်းမဲ့လာတလဖြစ်ပါတယ်။အလုတ်အကိုင်းနေစီပါရေးမှာအကြီးအကဲအထက်လူကြီးတွေရဲ့အားပေးမှုနဲ့ ရရှိပါလိမ့်မယ်။အပြိုင်အဆိုင်တွေရှိရင်တောင်းပါပဲ။တင့်ရဲ့စွမ်းရည်ကြောင့်အသာစီးရပါလိမ့်မယ်။ဒါပေမဲ့မြမယူရအရာအရှိအရက်ကလာတဲ့ကိစ္စတွေခီးသွားလာမှုတွေကိုတော့သတိထားတင်ပါတယ်။အလွယ်တကူစိတ်တူဒေါသထွက်တာတွေကိုလည်းထိချုပ်တင်တဲ့အချိန်ဖြစ်ပါတယ်။အနောက်တိုင်းဗီရီဟော့စတန်အရာတော့ဒီဇင်ဘာလမှာမတ်ဂျူရဲ့တကြွတဲ့ဆိုင်းအင်းတွေဟာတနင်္ဂနွေဖားတို့ရဲ့လူမှုကွန်ရက်နဲ့အနာဂတ် ရီမန်းချက်တွေကိုကုစားပြုတဲ့ area ကိုဖျက်တမ်းနေတာဖြစ်ပါတယ်။ဒါကြောင့်ရီမန်းချက်ကြီးကြီးမားမားချမှတ်ပြီးတော့အဖွဲလိုက်လှုပ်ရှားမှုတွေကနေအောင်မြင်မှုတွေရရှိပါလိမ့်မယ်။လူမှုရေးပွဲတွေမှာပါဝင်ဆောင်ရွက်ပါသို့သောလကုံဖယ်မှာမာဂျူရီ retrograde ပြင်ပြန်ဖြစ်ပြီးတော့ဖြစ်ပေါ်လာနိုင်တာမို့လို့ပညာရေးနဲ့စာချုပ်စာတမ်းဆက်သွယ်ရေးကိစ္စတွေမှာတော့ဂရုစိုက်ရပါလိမ့်မယ်။အဓိကသတိပြုရမှာတော့အရေးပါတဲ့ဆုံးဖြတ်ချက်တွေကိုလရဲ့ပထမဆုံး ၃ဘက်အတွင်းမှာချမှတ်နိုင်ပြီးတော့လကုံပိုင်းကိုတော့ရှောင်ရှားတင်ပါတယ်။တင်းရဲ့တောက်ပံမှုကိုဖွက်ထားစရာမလိုပါဘူး။ရရင်ဝုံဝုံရှစ်ထွက်ပြီးတော့လုတ်ကင်ဆောင်ရွက်ပါ။ငွေကြီးနဲ့ငွေကြီးစီးပွားရေးနဲ့အသက်မွေးဝမ်းကြောင်းပိုင်းမှာတော့ပြောရမယ်ဆိုရင်ငွေကြီးခံရတော့တနည်းကနေဖွာလို့အတွက်တောက်ပပြီးတော့စီစစ်မှုတွေကောင်းမွန်မဲ့လာတလားဖြစ်ပါတယ်။လုပ်ငန်းခွင်မှာနေရာတစ်ခွင့်ရတစ်တွေလည်းပေါ်ပေါက်လာနိုင်ပါတယ်။ သင်ဟာအခြားသူတွေကိုဥဆောင်ပြီးတော့အောင်မြင်အောင်လည်းလှူဆောင်နိုင်ပါလိမ့်မယ်။အဖွဲ့အစည်းဖွဲ့စည်းခြင်းအုပ်စုလိုက်စီမံခန့်ခွဲခြင်းတွေကနေပြီးတော့အကျိုးအမြတ်တွေပုံမှုပြီးတော့ရရှိမယ်လာလည်းဖြစ်ပါတယ်။အလုပ်သစ်ဆောင်ဖွေသူတွေအတွက်ကတော့နံမီကောင်းတဲ့ရာထူးကောင်းတွေရရှိနိုင်ပါတယ်။ဒါပေမဲ့အလုပ်မှာအလုံးအကျုံအာဏာပြခြင်းကိုတော့ရှောင်ရှားတင်ပါတယ်။ငွေကြေးကန်အနေနဲ့ပြောရမယ်ဆိုရင် ဝင်ငွေကောင်းမွန်ပြီးတော့ရင်းနှီးမြုပ်နှံမှုဟောင်းတွေကနေပြီးတော့လည်းအမျက်စွန်းနေပြန်နေပြီးတော့ရရှိနိုင်ပါတယ်။တငယ်ချင်းမိတ်ဆွေတွေရဲ့အကူအညီနဲ့ငွေကြေးအခွင့်အလမ်းကောင်းတွေလည်းရရှိပါလိမ့်မယ်။ဒါပေမဲ့ခရီးစရိတ်တွေလူမှုရေးပါတီပွဲတွေအတွက်တော့ငွေငွေကုန်ကြေးကြများတာကိုတော့တရေထားပြီးတော့အစီအစဉ်ဆိုရပါလိမ့်မယ်။အလူတန်းပြုလုပ်ခြင်းကတော့တင်းရဲ့ငွေကြေးကံကိုပုံမှုပြီးတော့တည်ငြိမ်စေပါလိမ့်မယ်။ငွေကြေး ငွေတွေချိပေးခြင်းဒါမှမဟုတ်ရင်ငွေကြီးအမခံခြင်းကိုတော့ရှောင်ရှားတင်ပါတယ်။အကြံပြုချက်အနေနဲ့ပြောရမယ်ဆိုရင်ရွှေရောင်တို့မဟုတ်အဝါရောင်ရေဒနာများကိုဝတ်ဆင်ပေးရပါမယ်။နေမင်းရဲ့ဆိုင်ရင်ကိုထိန်းသိမ်းပေးပါလိမ့်မယ်။အဲ့ဒီရွှေအဝါရောင်ရေဒနာတွေကနေမင်းရဲ့ဆိုင်ရင်ကိုထိန်းသိမ်းပေးပါလိမ့်မယ်။ချစ်ချင်းမြတ်တာနဲ့လူမှုဆက်ဆံရေးကိုပြောရမယ်ဆိုရင်အခြေရင်းမှာတော့တနင်္ဂနွေဘွားတို့ရဲ့စွမ်းအင်နဲ့ဆွဲဆောင်မှုကအမြင့်ဆုံးကိုရောက်ရှိနေပါတယ်။အင်းအောင်ရှင်ဇုံတွဲတွေ အဲ့တော့ဆက်ဆံရေးမှာ nutri ပြီးတော့အားပေးထောက်ခံမှုတွေနဲ့ပြည်နေပါလိမ့်မယ်။တင်းနဲ့တင့်တဲ့တွေပေါ်ကအနာဂတ်အေးမန်းချက်တွေအတူတူချမ်းမတ်နိုင်တဲ့အချိန်လေးဖြစ်ပါတယ်။ဒါပေမဲ့တင်းရဲ့အစိုးရလိုစိတ်နဲ့အရာရာကိုဥဆောင်ခြင်းစိတ်ကိုတော့ရှော့ချပြီးတော့လက်တွဲပေါ်ရဲ့ဆန္ဒကိုလည်းနှာထောင်ပြစ်တင်ပါတယ်။အတူတူပါတီပွဲတက်တာ လူမျိုးလုပ်ငန်းတွေလုပ်တာမျိုးတွေဟာတင်းတို့ရဲ့စစ်ဆန်ရေးကိုပုံမှုပြီးတော့တက်ကြွစေပါလိမ့်မယ်။လူမျိုးအပြူများကတော့ဒေလာမှာ အတိတ်သောချစ်သူတွေကိုတွေ့ဆုံဖို့အလွန်ကောင်းမွန်တဲ့လာဖြစ်ပါတယ်။လူမှုရေးပွဲတွေတငယ်ချင်းတွေရဲ့အတိုင်းဝိုင်းကနေတင်းနဲ့စိတ်တူကိုယ်တူတောက်ပါပြီးတော့ရည်မှန်းချက်ရှိသူကိုတွေ့နိုင်ပါလိမ့်မယ်။သို့တော်လည်းတင်းဟာလူတယောက်ကိုလွယ်လွယ်နဲ့ထင်ကြီးတတ်တာမို့ရည်ရှိအတွက်တော့စဉ်းစားတဲ့သူ ဟုတ်မဟုတ်အချိန်ယူပြီးတော့ဆုံးဖြတ်ပါ။တကားအပြောဆိုကြောင့်အထင်လွဲတာတွေကိုလည်းတည်ထားပါ။အဓိကမှတ်ထားစေချင်တာကတော့အချိန်မှာ ယုံကြည်မှုနဲ့လေးစားမှုကိုဦးစားပေးပါ။တဲမဲအမဲမှန်နေဖို့မကြိုးစားပါနဲ့။ကျဲမာရေးရေရာအနေနဲ့အချိန်ပိုင်းခွဲခြားစိတ်ပြခြင်းကိုလည်းဆက်လက်ပြီးပြောပြပေးပါမယ်။ဒီတလားလုံးဆေးရောကိုပါကျဲမာပြီးတော့ကံကောင်းနေစေဖို့အတွက်ရေရာကဏ္ဍကတော့အထူးရည်ကြည်ပါတယ်။ကျဲမာရေးမှာစွမ်းအင်တွေပြည့်ဝနေပေမဲ့အလုပ်ကိုအလုံးအကျုံလုပ်တာကြောင့်ပင်မနှံ့နေတာတွေဖြစ်နိုင်ပါတယ်။ကောင်းကြိုက်ခြင်းသွေးပြည့်အားနဲ့ပတ်သက်တာတွေကိုရည်ရွယ်ရပါမယ်။ အပူဆက်တွေကိုလည်းလျှော်ပြီးတော့စားသုံးပါစိတ်ပူစွေးမှုတွေများလာရင်အာခစားပြင်းပြင်းထန်ထန်လုပ်လိုက်တာကအကောင်းဆုံးကုထုံးပါပဲအေးဝါဝါအေဖိုကိုလည်းနမိပါနဲ့မြမရိုးရထူးခြားတဲ့ရည်တွေကတော့ဒီဇင်ဘာလကုန်နောက်ဆုံးအပတ်မှာဒန်အိုးအစ်စ်ဖြင့်ချက်ထားတဲ့မိုးရင်းကားကိုဖျားရှင်ရကတ်လို့ပူဆိုပါဒါဟာတစ်နှစ်ပတ်လုံးရဲ့အညံ့တွေကိုဖယ်ရှားပြီးတော့နှစ်တစ်အတွက်ကံနေလဲပွင့်စီပါလိမ့်မယ်လက်တီလဲပွင့်စီပါလိမ့်မယ် ကံကောင်းစေသောအရာကတော့အဖြူရောင်နဲ့အနီရောင်ကိုပေါင်းဆက်ပြီးတော့ဝတ်ဆင်ပေးပါ။နေမင်းရဲ့စွမ်းအင်ကိုထောက်ပံ့ပေးပြီးတော့အနီရောင်ကအောင်မြင်မှုကိုဆွဲဆောင်ပေးပါလိမ့်မယ်။အလွန်ကောင်းသောအလူကတော့အသက်ကြီးသောသူဒါမှမဟုတ်ရင်ကိုယ့်ရဲ့ဆရာသမားတွေကိုနာယီသောမဟုတ်အနီရောင်ဝတ်ထည်တွေကိုလူတန်းပေးလိုက်ပါ။ဘုံကံတိုးပွားစေပြီးတော့အများရဲ့ဒီစားမှုကိုရရှိစေပါလိမ့်မယ်။ ဒီဇင်ဘာလတရက်ကနေပြီးတော့15ရက်မှာလူမှုရေးကွန်ရက်ချဲ့တွင်ခြင်းနဲ့အလုတ်အကန်တိုးတက်ဖို့ဒီအကောင်းဆုံးအချိန်မှာအောင်မြင်မှုတွေရရှိမယ်လို့မြင်တွေ့နေရပါတယ်။ဒီဇင်ဘာလ16ရက်ကနေ25ရက်မှာတော့အားလိုက်ရက်တွေမှာအပန်းဖြေခြင်းမိသားစုနဲ့အချိန်ဖြုန်းခြင်းတွေကခြေရီကံကောင်းစေလာနိုင်ပါတယ်။ဒီဇင်ဘာလ26ရက်ကနေ31ရက်မှာတော့မာဂျိုရီရီထရိုဂရိတ်ကိုတရိထားမှာတရိထားပါရေကြီးစာချုပ် စာစာတန်းကိစ္စတွေကိုလုံးဝမချုပ်ဆိုတင်ပါဘူးနှစ်တည့်အတွက်ရည်မှန်းချက်များစတင်ပြီးတော့ရည်ဆွဲပါဒီနေ့တော့တနင်္ဂနွေဘားတော့2025ဒီဇင်ဘာလမှာလစ်တာအောင်မြင်မှုတွေကိုစုခိုးပြီးတော့ဂုဏ်ယူရမယ်လာလဲဖြစ်ပါတယ်နေမင်းရဲ့ဇွမ်းရင်ကိုပိုင်ဆိုင်သူတွေပြီးသွားစွာဥပွင့်လင်းရိုးသားပြီးတော့ရေရင်ဝုံဝုံရှေ့ဆက်ဆောင်ရွက်ပါနှစ်တည့်ကိုကြိုဆိုမယ်ဒီဇင်ဘာလရဲ့နောက်ဆုံးပတ်မှာတင်တို့ရဲ့အတိတ်ကရည်မှန်းချက်၃ခုကိုခြာရေးပါတိ ပုံပုံရေးတိုးတက်မှု2ငွေကြေးအောင်မြင်မှု3မိသားစုတာယာမှုစတဲ့ကဏ္ဍတွေမှာရေးမှန်းချက်တွေကိုရှင်းရှင်းလင်းလင်းဖော်ပြထားပါနေမင်းကိုအားထားတဲ့တနည်းမနေပါတော့ဟာစိတ်ကိုရှင်းရှင်းလင်းလင်းထားနိုင်ရင်ဘယ်လိုအခက်အခဲမဆိုကျော်လွှားနိုင်ပါလိမ့်မယ်တနည်းမနေပါတော့ရဲ့ဒီလာရဲ့ဆောင်ပုတ်ကတော့တောက်ပါတော့အဆုံးသက်ကြီမာတော့အစာပြည့်ခြင်းအလုံးဝဲကံကောင်းခြင်းတွေစိတ်ချမ်းသာခြင်းတွေပိုင်ဆိုင်နိုင်ကြပါစေရှင် နောက်လာတွေရဲ့ host run တွေကိုလည်းဆီယာမကတင်ဆက်ပေးသွားမှာမို့ရောရောပေါ် channel ကို like and subscribe လုပ်ပေးလိုက်ပါအောင်နော်ဒီတက်မှာအားလုံးပုံမကောင်းမွန်တဲ့အခြေအနေတွေကိုပိုင်ဆိုင်နိုင်ကြပါစေအားလုံးပဲကျန်းမာချမ်းသာကြပါစေရှင်